အားလုံးမင်္ဂလာရှိသောနေ့တွေဖြစ်ပါစေလို့ဆုတောင်းပါရစေ။ဒီနေ့ဒီပါရုံနဲ့ဒီပေါ်ဝင်စေဒီသာပဲ။ဘာဖြစ်ဆိုဆောင်မပြောလို့ဂျူလီနဲ့ကိုမင်္ဂလာခံယူတဲ့ဒီတိဖြစ်သလိုအားလုံးစုံစည်းရရည်ရွယ်ချက်တစ်ခုခုနဲ့ကြားတဲ့ကိမ္မာတော်ကိုဆုလာကြတယ်။ပါရုံလည်းဝေးရနေတာတော့ဘောနော်။အဲ့တော့ Jubilee of the Missionaries of Mercy ဆိုပြီးတော့ဂျနာတနာချင်းရဲ့တမန်တော်များ တို့ရဲ့ jubilee ဆိုတာလည်းကမ္ဘာလုံးကျင်းပပါတယ်။မတ်လ28 29 30အဲဒီရတဲ့ program ဖြစ်ပါကုန်တယ်ပြီးတော့ဒီပေါ်ရမကြီးခရနာရဖို့တော့ကြီးညာတိုင်ပြီးတော့ဒီရောက်ကညတနာပဲအဲ့လိုနေရာဒီဆွေရလေးတွေတမားပြီးတော့ကျင်းပပေးတာဖြစ်တဲ့ဒီဒီနေ့ဒီမှာတော့နောက်ပတ်ဆိုလို့ရှိရင်ချောက်ဖို့မဟုတ်ဘူးတွန်လေးစေမီရီကြောင့်ပြီးတော့ပါမျိုးဆိုလို့ရကြောင့် စာတင်နေရီမာယောမြို့မာယောကျင်းပပြီးကြတာဒီလိုချက်ကဘာလဲဆိုလို့ရှိရင်ဒီနေ့တမန်ကျမ်းစာတွေမှာကြားလိုက်ရတော့ပဲဖះနဲ့လူနဲ့ကြည့်တွေ့ခြင်းရဲ့ထူးခြားမှုတွေကိုလူတိုင်းခံစားစေခြင်းရဲ့ဆန္ဒဒီပုံမှာကြီးကောက်တယ်နော်ဟောတမန်ကျမ်းစာမှာခရစ်တော်ဖះဒီနာဟောပြီးတွားတဲ့အချိန်မှာလူတွေတုံ့တမာရရှိအနေနဲ့ရကလာကြနေနေရတာကြာဒီနေ့ကျွန်တော်ဆုလာကြရတယ်ကျွန်တော်လည်း ။ယောကတော့ခြိုင်းနေတာပေါ့။ဘာလို့ယောရဲမှာရှောက်သွားရင်တော်လုံးတော့ကလိုက်မလာဘူး။ဒါဖြူလို့ဟမပဲလေပြေတော့ဘာမှချေလို့ဆိုတော့ပြတ်သွားတာ။ဘုန်းကြီးပြေသွားလည်းမသိစုံပြန်ပါပဲ။ခရစ်တော်တော့ကိုတကောင်းကောင်းလိုက်ကြတာ။တယောက်စီတိုင်းကတခုရွေချက်ရှိတယ်။ခရစ်တော်ကဘာရှိလို့သူ့နောက်လိုက်နေကြတာလဲ။ကောင်းသောတည်းဆက်ကထွက်တဲ့စကားအင်မတန်မခွာရယူစရာဘဝကိုပြည့်ပြည့်စရာအင်မတန်အားရစရာဖြစ်ပြီးတော့ဘယ်ကောင်းကောင်းလက်ကြတယ်ကျွန်တော် ော့ဒီနေ့ဆိုလို့ရှိရင်ဒါတက်ကဆောင်းဆောင်းကျုံနေလေဘူးလေဝမ်ရောပေါ်ရင်စုရောင်းဝဲစုပါတော့ရှိတော့လို့ကြားတယ်တယောက်မြောက်တော့ဖက်လာတယ်ဘာကနေပြီးတော့အဲ့ဒီဘက်ကရှင်ကျိုးလေးလိုအေးဖြောင်းမှန်ကြောင်းရှင်တဲစုပြီးတော့ကိုင်းကြီးကိုင်းကြီးပမာရှိတယ်သိလားကိုင်းကြီးသိလားအဲ့တော့ဒါကမှပိတ်ကြည့်ရမှာလေအင်ဂျင်ယာနဲ့ရှိရှိရတယ်ဗမာလည်းသိတာ ဘာရာဆွေစောင်းခိုင်နေခွေးကြီးတဲ့ကေဘဖတ်ဘလောတဲ့ဘမရှိလက်တီလာကိုရောကိုတီးကြတော့ဟလာအဲကိုရောခွေးကြီးပဲအဲ့ဒါရောကဖတ်တဲ့မိညိုရောကစောင်းမှာကြီးလာခွေးကြီးဆိုဘာလို့ခွေးလို့ကြီးလာဖတ်ဘလောဘလောကခွေးပေါ့နော်ဖတ်လို့ဆိုကြီးပေါ့ခွေးကြီးပေါ့ဘာဖြစ်လဲသူစမ်းမရှိဘူးနိကလေးနဲ့ပြောက်တယ်ပေါ့ အဲ့တော့နေနေရကဖြစ်တော့စီစုလာတော့ကျွန်တော်တို့အားလုံးဒီလိုချက်တစ်ခုခုနဲ့ကကြတယ်ဒီထဲမှာထူးခြားတာကလူတယောက်သူကဘာမျိုးလို့ဒီလိုဒီလိုမလာပဲခုဘက်မှာရှောင်းနေပြီးတော့ပေပွားနေကြည့်နေရတယ်ခုနကဘာမျိုးဆိုပြောထားတဲ့အချိန်မှာငါအဲ့နောက်ဘူတော့ဒီလိုတဲ့ဝေမဆန့်ဘူးငါမသွားသင့်ဘူးငါအပေကံ တော့ဘုရားရှိခိုးကပြီးရှိတော်မူဆိုပြီးတော့ဖြစ်ဒီကိုနှစ်ပေါင်း20 30အဘဘဖြစ်ပိုင်တိုင်းမှာတိတ်တာပြီးတော့ငါကြိုက်တော့တိတ်ပြီးတော့ငရဲမလုဘူးဆိုပြီးတော့အဲ့လိုနေတဲ့ဒီဘာဆိုတော့လုံးယောက်ချင်းပြီးဖို့ပုပ်ဖရန်စစ်စ်ကဒီလိုရက်ကိုတတ်မှတ်ပြီးတော့ဘဝမှာခွင့်ပြုရတဲ့ဖြစ်ဆိုတာမရှိဘူးပုပ်ရမီးသားလေးကလူလူခွင့်လုံးပါမရှိတဲ့အစ်တောင်မှတချို့ကိုဘုလို့ကြီးတို့ခန့်အာနာပြီးတော့ခွင့်လုံးပါဘုသူမှာငရဲပေါ့ကိုကြားတဲ့ပတ်စံရအောင်ဘုဟုဆိုလုံးယောက်ချင်းကိုပေးတဲ့ ဖြစ်စဉ်တစ်ခုခရစ်တော်ကိုယ်တိုင်လုပ်ခဲ့တယ်။အခုလာလူတော်ရဲ့ဘုံရင်နဲ့ဟိုးအပြာနေပြီးအပိတ်ပေါ်တက်ပြီးကြည့်တဲ့လူကလူရဘုံဝင်နေတယ်လူ။သူ့လူရဘုံဝင်တာမဟုတ်ဘူးလူတွေကသူ့ကိုအပယ်ခံလူရကိုယ်မှု social punishment လို့ခေါ်ကြတဲ့ဘုံဒီလူတွေကဝိုင်းပြီးတော့ပြစ်ပြီးတဲ့ဘောပေါ့နော်။အဲ့ဒီအခွန်ခံဆိုလို့ရှိရင်ဘုရားကြောင့်လည်းမိတ်ဘုံဝင်ဘူး။ဘာကြောင့်သူတို့ပဲစောက်ပြီးတော့တော့ရောမသားတွေကိုခုံဆောင်တာကိုသူတို့ခုံပေးတာ။ ောင်ရိုးစီကောက်ပြီးမရိုးစီအပ်တယ်ဆိုလို့ရှိရင်ဘုရားကြည်မှမဟုတ်ဘူးအဲ့လိုအဲ့လိုသဘောလေးတွေဟိုကပြင်းထန်တယ်နောက်ပြီးတော့လည်းကောက်တတ်မှတ်ထားတာတစားဆိုလို့ရှိရင်၄စားလောက်၃စားလောက်တော့ပြစ်တာသူပစားနေပစားကလေးကိုချွတ်တယ်ဘိတ်တောင်းတာနည်းနည်းအဲ့တော့ကျွန်တော်လက်မှတ်တော့လာတော့ပစားတော့တယ်လို့ဆိုသူကမကြည်နိုင်ဘူးလေဝါလင်းတားလိုက်အကလေးတားလိုက်နဲ့ဖခနိုင်လိုက်တာအေကတဲ့ချက်လိုက်ကြည်နေရတာပဲသူကကြည်တော့မဟုတ်ဘူး ဆရာကိုကိုလေးပါမယ်ပြီးတော့ဆိုလို့ရှိရင်ပေးရတော့တယ်ခွေးကြီးတွေကဒီမှာလာနေနေလမ်းမှာဆရာမကိုလေးလည်းခွေးကိုလေးပေးကတော့ဆိုအေးပါရောက်ဆိုတာတော်သေးတယ်ပတိပြီးတော့ဒီလိုကားစီဆို9000လောက်ပေါက်တာတဲ့ဘာတော့တော့ပေးခဲ့ပါတယ်ဘလို့နေမလဲဘာဖြစ်လို့ပေးရမှာလဲလက်လမ်းပြီးတော့တော့ကြီးရဲ့ဖြစ်ဖြစ်နဲ့ပါတယ်တော့အေးအေးသွားသွားတော့တယ်တောင်းရင်နည်းနည်းဟောက်တော့မဟုတ်ရင်တော့ပြဿနာပြတ်ပါတော့ကောက်ကြတာအဲ့လိုလည်းလည်းကောက်ကြတာမူမျိုး ဒီစံသေးကြီးကလည်းမကောက်တယ်ဘူးအဲ့တော့သူကပြောတဲ့လိုက်ပေါ်တယ်ဝိုင်းချိတ်မှာဖြစ်တော့ဖြစ်တော့စီမလာရဘူးအဲ့လိုတဲကြီးပြောက်ဒီနေ့ဒီကောင်မှာဘလုံးလူလဲတဲ့သူ့အချီဒီစီးပွားရေးအတွက်သူ့ကိုလုပ်နေတယ်ဒါပေမဲ့ဒါပေမဲ့အထက်အတွေ့စိတ်ကမှာတော့စိတ်ကောင်းလုံးကောင်းရှိတော့လို့ဆိုတော့ all in တယ်အများကြီးတော့စီးတယ်လည်းလည်းသွားချင်လို့သူလည်းသွားချင်တယ်ဒါပေမဲ့ဒူရီကိုကြောက်တယ် တို့တို့လည်းမပြီးရှိတော်သူဘာဘွားမှာမဖြစ်နိုင်ဘူးငါဒီဆရာဘရောမှာပြုစားတော့ဖူးချင်တယ်ဘုရားကိုဖူးချင်စိတ်နဲ့တွားပြီးတော့သစ်ပင်ပေါ်တည်းအဲ့ဒါကိုဖူးတာဆိုတော့ရက်ကနေလို့အဲ့ဒီကဘာဖြစ်တယ်လဲခရစ်တော်ကသူ့ကိုခေါ်လိုက်တာနဲ့ပထမဆုံးခရစ်တော်သာသရိယပြန်ပြောပြီးတော့ဝမ်းမြောက်စင်လာစွာနဲ့ဆင်းပြီးတော့ခရစ်တော်ကိုတနောက်လူအုပ်ပေါ်ထဲမှာခရစ်တော်ကသူ့ကိုလူရသွေးပြီးတော့ကြိုဆိုလိုက်တဲ့ဖြစ်စေဒါပဲဒီနေ့ ဲ့တော့ခရစ်တော်တန်းတယောက်တည်းမကောက်အားလုံးကြည့်တဲ့အတိုင်းပဲအခုံငန်းမသဲဆိုတာရှိသေးတယ်ခွန်တဲမှာထိုင်နေတယ်ခရစ်တော်တို့သူသွားနေတဲ့ဖခင်နဲ့လှည့်ပြီးတော့ကိုယ်လမ်းခေါ်လိုက်တာချင်းမမသဲကိုခေါ်လိုက်တာနောက်လိုက်ခဲ့တယ်အဲ့လိုမျိုးရှိတယ်ခွန်ငန်းထဲမှာရှိတယ်သူလည်းပတ်စပ်ကောက်တဲ့တဲကခိစားဝိစားတဲ့ကောင်လုံးဆုံးလိုက်ပြီးတော့ခရစ်တော်နောက်ကိုလိုက်ပြီးတော့တပည့်ကြီးတော့ဖြစ်သွားတယ်ကြည့်သေးတယ်ဘာလို့သူတွေလဲခစ်တော်နဲ့ကြည့်တွေ့တဲ့သူတွေရှိသေးတယ် ခရစ်တော်တရားဟောပြီးတော့ကောင်းမှုတွေလုပ်နေတဲ့အချိန်မှာဘုရားပြောက်ကိုဖမ်းပြီးတော့ကိုရောပြေဆရာဆရာတဲ့ဒီမိမမကောင်းဘူးမှာတခုလက်ကြအခုပဲပြီးလာတယ်တဲ့ကျွန်တော်စီကံရတခါတော့ဝိုင်းခဲနဲ့ပြစ်တတ်ရမယ်ပောက်တတ်ရမယ်တဲ့ကျွန်တော်ပါပြောချင်တယ်လို့မေးလာတာပါလက်စတိုင်းတပ်ပြီးမှစီပွားရေးလုပ်ငန်းဖြစ်ပြစ်ဒစာခွင့်ပြုထားပြီးသားခွင့်ပြုထားတာမှလက်ခဏာမှမိမတော်ယေရုရှလင်မိမမိမတော်ဒဲမှာတော့အမ Temple Prostitute လို့ခေါ်တဲ့ တရားကြောင့်ပြည့်စုံပါရဲ့လည်းရှိတယ်။သူတို့လည်းခန္ဓာကိုယ်ကိုပူဇော်ရတဲ့အနန္တနဲ့ဆိုပြီးတော့သူတို့လည်းရှိရပြတဲ့တရားကြောင့်တဝက်တို့သူလည်းတဝက်စားပြီးဖြစ်လို့အခမဲ့တဲ့လူမျိုးရှိတာ။ဒါယေကျေးမှုကသူယေကျေးမှုလက်ခံပြီးတာပဲ။ဒီမျိုးတွေနဲ့သူကကောင်းမှုလားပဲ။ဒါပေမဲ့ပါလို့တည်းဒီဒီသူကသူဘာကြီးလဲကျဲပဲလုံးလုံး။ဒါမဲ့အဲ့ဒီအလိုမီးရထူချောင်းမှုကဒီနေ့သူကခရစ်တော်နဲ့ကြီးပြေးလိုက်ရတယ်ဖြစ်လား။အဲ့ဒီမျိုးသမီးကကောင်းတဲ့မျိုးသမီးဖြစ်နိုင်တယ်စိတ်ကောင်းရှိတယ် မတက်တာလို့သူကပြိဿာလုံးလို့မကောင်းတဲ့လုံးလို့သတ်မှတ်ထားတဲ့ခုကိုမကောင်းတဲ့လုံးလို့သတ်မှတ်ထားတဲ့ခုကိုကျေလည်နေရပေမဲ့သူစိတ်ထဲမှာစိတ်ကောင်းရှိတဲ့သူလို့ကုသိုလ်ထူတာသူ့အတူရောက်လာဘူးခရစ်တော်ကိုကျိုးလေသူများရဲ့ wifi ဖမ်းပြီးတော့ခရစ်တော်စီရောက်လာတော့ခရစ်တော်ကျိုးရတာပေါ့သူကျူးလိုက်တော့မရောက်ပါနဲ့မပြောင်းချင်တော့ပါဘူးဟဲ့လားဘလို့နီးနေစိတ်ကောင်းဘလို့ကောင်းရှိရင်နှက်ကောင်းပါတယ်ဆိုတာ ဲစစ်ဆေးလို့ရှင်ပါသေးတယ်။အဲ့လိုမျိုး free dose ကိုကြွားကြတာကြည့်ပြကြတာပေါ့နော်။ခရီးရတော့သူလာပြီးတော့ကိုကြီးရဲ့လက်ကြည့်ပြတူပြေးချင်တယ်။အဲ့ဒီကျလို့ဇာခရီးဘွားမှာနောက်တခုခုနပထမချက်စားမှာဖတ်သွားတယ်။ရှင်ဘောလူလူကတ္တမပါရိရှေအဲ့လူတပ်ကိုကရင်းစိသွားတဲ့လမ်းမှာခရစ်တော်နဲ့ကြည့်ပြတာနဲ့မဖြစ်သွားပြီလေဘဝကပြောင်းလဲသွားတယ်။ အခုနောက်ပေါက်ပြောင်းနေတဲ့၄ယောက်စလုံးကခရစ်တော်နဲ့ကြည့်ပြတဲ့ဒီမှာဘဝဘုံချာပြောင်းလဲသွားကြတယ်။ဝမ်းမြောက်ဆွေးနွေးခြင်းနဲ့ပြီးသွားကြတယ်။ဇာကေယုဆိုလို့ရှိရင်ပထမတစ်ဆင့်မှာဝမ်းမြောက်ဝမ်းသာနဲ့ခရစ်တော်ကိုအိမ်ကိုခေါ်တယ်။ဒုတိယဆင့်ကဘာလို့လဲ။အိမ်မှာကလုံလတ်ရပြီးတော့ကျွန်တော်တရားယူပြီးတာနဲ့ပြန်ပေးပါမယ်။အဖြစ်ဒဏ်ဆပ်ပြပါမယ်။သူများစီလူရက်မိတာနဲ့ဘယ်နှစပြယောပါ့မယ်။စသည်အချင်းတရားပြောင်းလဲခြင်းဆိုတဲ့အဲအစ်စ်တစ်ခုတို့ ပြတ်ကျော်သွားနောက်ဆုံးစစ်မှာပါလာတဲ့အရေးကြီးတဲ့အချက်တစ်ချက်ကပါလေဒီနေ့ကြေကြေချင်းရပြီဆိုတော့ခင်ဗျားထက်လောင်းပြီးသူ့ကိုပြေးပေါက်ပြလိုက်ကြေကြေချင်းပါရပါအဲ့တော့ဒီနေ့ကျွန်တော်တို့လုပ်နေတဲ့အဘဖြစ်မင်္ဂလာမှာပထမကကျွန်တော်ဝမ်းမြောက်ဆွေးနွေးခြင်းပြုရကြတယ်အပြစ်ခွင့်လို့ခြင်းတွေရကြတယ်ပုံမှာအတိမတ်ပြုခြင်းခံရတယ် ဘုရားသခင်ဝေးရနေပြောပေပွားနေပြောသူ့ဘဝကြီးသူ့အိမ်ကြီးဘာလို့ရဲ့အိမ်ကြီးခရစ်တော်ဝင်လာတဲ့အချိန်ကြီးတဲ့မှုတစ်ခုရပါတယ်။နောက်ဆက်တဲ့အကျိုးတရားမှုကကောင်းမှုတွေနဲ့ဘဝကိုလုံလောက်လုံဆောင်ခြင်းအဖြစ်ဘုရားရဲ့ကုတော်ကိုကျွန်တော်တို့ခရစ်တော်ပြုတဲ့မှုကိုကျွန်တော်တို့ပြုတဲ့လူတွေဖြစ်ဖြစ်လာတာ။နောက်ဆုံးတော့ပါလေကယ်တင်ခြင်းတရားကြောင့်ပြီးရမယ်ဒီနေ့ဒီဒီဒီအတွေ့ဒီအချက်နဲ့ဒီစီစဉ်များကိုကျွန်တော်ဖြတ်တန်းကြောက်တယ်။စိတ်ထဲမှာကျွန်တော်လေးလာစေတဲ့ အပြစ်တွေကိုဒေါက်တာရယူပြီးလွတ်မြောက်ခြင်းတစ်ခုရယူကြမယ်။၎င်းအဘဖြစ်ခြင်းမင်္ဂလာရဲ့ကျေးဇူးတော်ကအပြစ်ကိုခွင်လွှတ်ခြင်းအပြစ်ရဲ့ဒဏ်ဆောင်ခြေရောက်မှုတွေကိုဂျူလီနဲ့မှတစ်ခုတစ်ခြားခွင်လွှတ်ခံရခြင်း။နောက်ပြီးအပြစ်ကိုရှောင်ရမ်းခေါင်းအားရယူခြင်း၎င်းကိုကောင်းမှုကုသိုလ်များဖြင့်လှူဆောင်ခြင်းအဖြစ်ဘယ်တော့မှပြတ်မရောက်တဲ့အခြေအနေတစ်ခုကိုမြင့်မြတ်စွာရောက်ရှိသွားခြင်းတစ်ဆင့်ဆင့်ရှိရတယ်လို့ကျွန်တော်နေ့စဉ်ဘဝကတည်းကမှခံစားရရှိကြပါသော